အလုံးမင်းမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့ထိုင်းရွှေစင်းကြတော့မနေ့ပိုင်းမှာ850အတက်နဲ့ဈေးပွင့်ထားပါတယ်ဒီနေ့က17ရက်နေ့လေးလပိုင်း2020နဲ့5ခုနှစ်မနေ့ပိုင်းထိုင်းရွှေစင်းကတော့850တက်ပါတယ်96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေကဲဈေးဆိုင်ကရောင်းနေဈေးက9250ဆိုင်ကလက်ခံနေဈေးက9150လက်ဝယ်ရနိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းနေဈေးက9200နဲ့မှ90ဆိုင်ကလက်ခံနေဈေးက9225.38ရှိနေပေါ့ဈေးရှိပါတယ် ကမ္ဘာရွှေတောင်ဆန်းကိုဒေါ်လာ3,215တဲ့အထိုင်းရွှေဈေးကိုတွက်ထားပါတယ်။ဒေါ်လာကိုထိုင်းမန်ငွေ33.3နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။96.500ခန့်ရှိတဲ့အထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်။လက်က APC ထိုင်းရွှေခဲတစ်ပတ်သားကို9,450ဈေးနဲ့ပေါင်းစည်းရှိပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာခိုင်နှုန်းပြန်မပြောင်းပဲဆိုင်က9,150ဈေးနဲ့ပြန်ပြီးတော့လက်ခံမှာပါ။ လက်ဝေကျွန်တော်ရလက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကိုတစ်ထောင်ကနေတစ်ထောင်ထိရှိနိုင်ပါတယ်မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစီနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့ထိုင်းရွှေလက်ဝေကျွန်တော်တပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခန့်လုံးဖြတ်ပြီးတဲ့အပြင်ကို4600ကျော်စီနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်လက်ရှိမှာလည်းထိုင်းရွှေစီးတိတ်ကတက်နေပါသေးတယ်ဆက်လက်တက်ဖို့လည်းအလားအလာရှိနေပါသေးတယ် ထိုင်းဂျွေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုရင်တော့အကြစင်းနဲ့ပဲစောင့်ပြီးဝယ်စုကြပါလို့ကျွန်တော်ကတော့ချန်ပီယံပါတယ်လက်ရှိမှာထိုင်းဂျွေတွေကတော်တော်ကိုတက်နေတာဖြစ်ပါတယ်ထိုင်းဂျွေကိုစိတ်ဝင်စားလို့ဝယ်စုတော့မယ်ဆိုလို့ရှိရင်လည်းဂျွေအခဲကိုပဲဝယ်စုထားကြပါလို့ကျွန်တော်ကချန်ပီယံပါတယ်ထိုင်းဂျွေအခဲကလက်ဝယ်ရနာနဲ့စားလို့ရှိရင်လက်ခစင်းလုံးကအများကြီးကိုတက်တာမှဖြစ်ပါတယ်လက်ဝယ်ရနာကိုဝယ်စုမဲ့သူတွေကတော့လက်ခထိုင်းဂျွေအခဲတဲ့ပို့ပြီးတော့ဈေးမြတ်မှာဖြစ်ပြီးတော့ပြန်ရောင်းတဲ့အခါမှာလည်းပဲဆိုင်က900ခန့်လုံးဖြတ်အောင်မှဖြစ်ပါတယ် ိုင်းရွှေစင်ငွေစည်းတွေကိုအမြဲတမ်းတင်ပေးပါရတယ်။တိုင်းရွှေစင်ငွေစည်းတွေကိုသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို follow လုပ်လိုက်လှူထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်း၊ကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးအန္တရာယ်ကင်းလို့ဖြစ်ရှင်နိုင်ကြပါစေ။